ဂါဇာပြစ်ခတ်ရေးစရေးကိုချိုးဖောက်ရင်ဟာမတ်စ်ဖွဲ့ကိုတုတ်သိမ်ယုံပဲရှိတော့တယ်လို့ထရန့်ကပြောလာပါလိမ့်ဂါဇာပြစ်ခတ်ရေးစရေးကိုချိုးဖောက်ပါကဟာမတ်စ်ဖွဲ့ကိုတုတ်သိမ်သွားမယ်လို့အမေရိကန်သမ္မတထရန့်ကတနေ့လောင်နေ့ကသတိပေးလိုက်ပါတယ်ဒါပေမဲ့ပါလက်စတိုင်းစစ်တွေးကြွအုပ်စုကိုပြစ်ခတ်ရေးစရေးစာချုပ်လိုက်နာဖို့သူအခွင့်အရေးပေးမယ်လို့လည်းပြောပါတယ်အဲ့လိုထရန့်ရဲ့မှတ်ချက်ကပေါ်ထွက်ပြီးမကြမ်းမိပါပဲဒုသမ JD Vance ကအစ်ဆွေးကိုထွက်ခွာသွားပါတယ် အန်ယာမှာရှိနေတဲ့ထိုင်တန်အမေရိကန်သံတမန်နှုတ်ဦးနဲ့အစ္စရေးမှာတွေ့ဆုံမှာဖြစ်ပါတယ်။ကြိုးပြက်လွယ်တဲ့ပြစ်ခတ်ရေးစစ်ကြောပြက်ပြင်းနိုင်တဲ့တရင်ပတ်ကုံကကြမ်းဖက်မှုဖြစ်ပွားပြီးဒီလိုသွားရောက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာမတ်စ်နဲ့သဘောတူညီချက်ယူခဲ့တာသူတို့ကကောင်းကောင်းမွန်နေပါမယ်စီကံတကြနေပါမယ်မွန်မွန်ရှိနေပါမယ်ဆိုလို့ယူခဲ့တာလို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာဒီကပြောပါလိမ့်သူတို့ဒီလိုမနေဘူးဆိုသူတို့စီသွားပြီး ခြေမုံတုတ်တင်ပြမယ်။လိုအပ်လာရင်ဒီလိုလုပ်မယ်။သူတို့ကိုတုတ်တင်ပြမယ်။ဒါအိုဟာမတ်စ်ဖွဲ့သိပါတယ်လို့ကျွန်တော်ထန်ကဆိုပါတယ်။ဂါဇာသဘောတူညီချက်အကြောင်းဝင်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ဘုံဘီတစားကန်တွေရဲ့ရုံလောင်းလွှဲပြောင်းရေးဟာမှုတွေရှိနေပါတယ်။ဂါဇာဟာလွားစားကျင်းနေတဲ့အတွက်ကြောင့်တေဆိုးမီတစားကန်တွေကိုမြုပ်နှံထားတဲ့ရုံလောင်းကိုရှာဖွေဖို့ကတော်တော်လေးခက်ခဲတယ်လို့ဟုတ်တယ် ။ဒါကြောင့်ကစားကန်တွေလည်းပြတ်မပေးနိုင်သေးတဲ့အတွက်ကြောင့်အစ္စရေးဘက်ကဆွဆွဲတိုက်ခိုက်နေပြီ။ဒီစာချုပ်ကပြည့်ပြည့်ဖို့ချိန်ချောက်ခံနေရပါလိမ့်။မိမိတို့ဘက်ဟာစာချုပ်ပေါ်လိုက်နာနေသေးပါလို့ Hamas ဘက်ထိတ်တန်းစစ်ဆင်နေတဲ့သူ Khalil Al-Hira ကအစ်ဂျစ်တရင်ဌာနကိုပြောပါလိမ့်။ရုပ်လောင်းတွေတူဖော်မှာကျွန်တော်တို့ခက်ခဲတွေရှိပါတယ်။ဒါမဲ့ဒီတူဖို့ရှာပွဲလုပ်ငန်းကိုကျွန်တော်တို့ကြိုးကြိုးဆဆအလေးနဲ့ထားနေပါတယ်လို့ Hamas ဖွဲ့ကပြောပါတယ် ဂါဇာသဘောတူညီချက်ကဆက်ပြီးခိုင်မြဲနေမှာပါ။ဘာလို့လဲ။ကျွန်တော်တို့ကဒါအောင်လိုချင်ပြီးလိုက်နာလိုတဲ့ဆန္ဒပြင်းပြနေလို့ပါလို့ဆိုပါတယ်။ပြည်ပတွေကိုလူမျိုးကွဲမှာကွပ်မျက်ချင်းမလုပ်ဖို့ထရန့်ကဟာမတ်စ်ကိုတတိပေးထားပါလေ။ပြိုကြပျက်စီးနေအဲ့ဒီနေမြေမှာသူတို့ရဲ့ချုပ်ကန်မှုခိုင်မြဲလာစေဖို့အလိုတော်ရည်တွေလို့ဆွဆွဲကဒီလိုကွပ်မျက်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ရည်ရွယ်မျိုးဆိုပါသေးဟာမတ်ဖွဲ့နဲ့ထိတဲ့တွေ့ရမှာအမေရိကန်တပ်ဖွဲ့တွေပါမမဟုတ်ဘူးလို့ထရန့်ကအခိုင်အမာပြောပါတယ်။ဂါဇာဒေသတည်ငြိမ်ရေးနိုင်ငံတကာတပ်ဖွဲ့တွေပါဝင်ရေးကိစ္စနဲ့ပတ်သက်ပြီးအဲဒီကိစ္စနဲ့ပတ်သက်ပြီးသဘောတူညီထားတဲ့နိုင်ငံဒါစစ်ပေါင်းများစွာကသာဂါဇာကိုတွားရောက်လူကြတယ်လို့ဆိုပါတယ်။ဆက်ပြောရရင်ကျွန်တော်ကတွားပါလို့ပြောရင်အစ္စရေးက2မိနစ်တွင်းသွားမှာလို့ထရန့်ကဆိုပါတယ်။ခုကျွန်တော်ကျွန်တော်မပြောသေးပါဘူးအခွင့်အရေးပေးထားပါတယ်။ ကြမ်းဖက်မှုတွေရောကြသွားမယ်လို့ပြောလင်ပါတယ်ဒါပေမဲ့ခမားတို့သိတဲ့အတိုင်းပဲသူတို့ကအကြမ်းဖက်မှုမဖက်ဘူးလားဒါကိုကျွန်တော်တို့စောင့်ကြည့်နေတယ်လို့သမတ်ထရန်ကဆိုပါတယ်ဒေတာတွင်ဖြစ်ပေါ်တူတက်မှုနဲ့နောက်ဆုံးအခြေအနေကြောင့်ထရန်ထူတဲ့နာမည်စတီဗစ်ကွန်နဲ့ဂျရက်ကက်ရှနာတို့ကဒေတာညာဟုတ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်သတင်းနောက်တွေကတော့ဘာမှချက်စကားမှမပြောဘဲနဲ့သမတ်ထရန်ကထောက်ခွာသွားပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ယူကရိန်းမှာချက်ချင်းပြစ်ခတ်ရစရမယ်ဆိုတဲ့သမရထရန်မှတ်ချက်ကိုဥရောပခေါင်းဆောင်တွေအားလုံးကထောက်ခံပါတယ်။ယူကရိန်းစစ်ပွဲဆုံးသတ်မှုနဲ့ယူကရိန်းမှာချက်ချင်းပြစ်ခတ်ရစရမယ်ဆိုတဲ့သမရထရန်ရည်တည်ချက်ပေါ်ထောက်ခံကြောင်းဥရောပခေါင်းဆောင်တွေကပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ဇလန်စကီနဲ့တွေ့ဆုံပြီးဥရောပကောင်စီကြီးကဥရောပကော်မရှင်ကြီးကပြည်သူသမရဖလန်သမရပြည်ထောင်ဝန်ကြီးချုပ်ဂျာမန်ဝန်ကြီးချုပ်ဒိမတ်ဝန်ကြီးချုပ်နဲ့နော်ဝေးဝန်ကြီးချုပ်တို့ကပူးတွဲကြေညာချက်ထုတ်ပြန်တာပါ။ နိုင်ငံနဲ့နိမိတ်ကိုအင်အားသုံးပြောင်းလဲလို့မရဆိုတဲ့နိုင်ငံတကာအစည်းအဝေးပေါ်မှာဆက်လက်ယက်တည်သလိုယူကရိန်းကောင်ဖွဲ့ရေးပုံမအင်အားတောင့်တရေးဆက်လက်ကူညီမယ်ဆိုပါတယ်အပြည့်ရရေးချက်ချင်းတော့ဘူအခြေဆွဲသူဟာရုရှားသာဖြစ်လို့ပြည့်ရရင်မလောက်ခင်မှာရောအပြည့်ခက်ရဆဲအပြီးမှာပါယူကရိန်းရဲ့ကောင်ဖွဲ့ရေးအင်အားဟာအမြင့်ဆုံးအနေထားမှာရှိရမယ်လို့သတင်းထုတ်ပြန်ချက်ကဖော်ပြပါတယ်ယူကရိန်းကလိုအပ်တဲ့အရင်းအမြစ်တွေရရှိရတဲ့အတွက်တင်ထားတဲ့ရုရှားပိုင်းကိုပြေဝအသုံးပြုမှဖြစ်တယ်လို့ ယူကရိန်းပြည်သူတွေနဲ့ထိုက်တန်တဲ့တရားမျှတပြီးရေရှည်တည်တန်းတဲ့ငင်းချင်းရဖို့ဆက်လက်ရည်တည်သွားမယ်လို့ဥရောပရဲ့ဥတွဲကြီးညာချက်မှာဖော်ပြထားပါတယ်။နောက်တဲ့နေဘောပြောချင်ပါတယ်။မလေးရှားဂျပန်နဲ့တောင်ကိုရီးယားတို့ကိုသမ္မတထရန်ကအသွားရောက်မယ်လို့ဆိုထားပါတယ်။မလေးရှားကိုလာရတဲ့အကြောင်းအရတော့အာဆီယံထိပ်သီးစည်းဝေးကိုသမ္မတထရန်ကတက်ဖို့ဖြစ်ပါတယ်။သမ္မတထရန်ကမလေးရှားဂျပန်နဲ့တောင်ကိုရီးယားကိုမကြခင်သွားမှာဖြစ်ကြောင်းတင်းလာနေကထုတ်ဖော်ပြောပါတယ်။ သူ့အနေနဲ့တရုတ်နဲ့အဆင်ပြေလို့ကနှစ်နိုင်ငံလုံးအတွက်ကောင်းမွန်တဲ့သဘောတူညီချက်ရဖို့မျှော်လင့်ထားကြောင်းပြောပါတယ်။အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးတင်မမှုပြန်လည်ဖြစ်ပေါ်နေပြီမဲ့လာမယ့်တဲ့တင်ဘက်မှာတောင်ကိုရီးယားမှာတော့တရုတ်သမ္မတရှိနဲ့တွေ့ဆုံဆွေးနွေးနိုင်ရရှိပါတယ်။ဒီစနေဝက်မနိုင်မီထရန့်ကထပ်မံပြီးအကောင်းမြင်တဲ့သဘောပြောပါတယ်။မြန်တော့တဲ့သဘောတူညီချက်ရဖို့ကျွန်တော်တို့လုပ်ပါမယ်။တရုတ်နဲ့ဆင်ပြေကြပါတယ်။သမ္မတရှိနဲ့ဂျေဝဲဆက်ဆံရေးကိုကျွန်တော်ကြိုက်ပါတယ်လို့အင်ဖြူတော်မှာသူကပြောပါတယ်။ အောက်တိုဘာလကမှကျင်းပမယ့်အာရှပစိဖိတ်စီးပွားရေးထိပ်သီးစီဝေးအတွက်တောင်ကိုရီးယားကိုရောက်ရှိစဉ်ရှီကျင်းဖင်နဲ့တွေ့ဆုံမယ်လို့အကြေညာပြောထားပါတယ်။ဒါပေမဲ့မလေးရှားနဲ့ဂျပန်ကိုတွားရောက်မယ့်သူ့ရဲ့အစီအစဉ်ကတော့ထရန့်ကလူသိရှင်ကြားထုတ်ပြောလာတာပထမဆုံးဖြစ်ပြီးခီးစဉ်ဒေသိပ်ပြောဆိုခြင်းမရှိပါဘူးထရန့်ဟာအရှေ့တောင်အာရှနိုင်ငံတွေနဲ့မိတ်ဘက်နိုင်ငံတွေပါဝင်မဲ့ဒေသဆိုင်ရာတိကျထိပ်သီးစီဝေးအတွက်မလေးရှားကိုသွားပြီးနောက်အော်တိုဘန်29မှာဂျပန်ကို၃ရက်ကြာခီးစဉ်လာဖို့မျှော်လင့်ထားကြောင်းဂျပန်နိုင်ငံဂျာယီဝန်ကြီးဌာနကထုတ်ပြန်ပါတယ် နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်စလိုဗာကီးယားဝန်ကြီးချုပ်ကိုလှုပ်ကြံမှုကြိုးပမ်းခဲ့တဲ့တွေကို2021နှစ်ချလိုက်တယ်လို့သိရပါတယ်စလိုဗာကီးယားဝန်ကြီးချုပ်ရောဘတ်ဗီကိုကိုလှုပ်ကြံမှုကြိုးပမ်းခဲ့တဲ့အသက်82နှစ်ရွယ်ပင်စင်စားကြီး US စင်ဒေါ်လာကိုအကြမ်းဖက်ကျူးလွန်မှုနဲ့2021နှစ်ချမှတ်ကြောင်းသတင်းတွေကပေါ်ပြပါတယ်2024မီလာမှာရက်စင်ဒိုလာဟာဝန်ကြီးချုပ်ရောဘတ်ဖေကိုတနက်နေ့ပြုလို့ဝန်ကြီးချုပ်ကတန်အားပြင်းထန်ရပြီးစေးနှစ်လကုလာပါတယ် စာရေးဆရာကဗျာဆရာပင်စင်စာရက်စင်ဒိုလာဟာဝန်ကြီးချုပ်ဖီကိုရဲ့နိုင်ငံခြားရေးမူဝါဒအထူးသဖြင့်ယူကရိန်းကိုစီးရေးကူညီပေးတော့မနစ်သက်တဲ့အတွက်လှုပ်ကြံဖို့ချိုးပန်းခဲ့တာဖြစ်တယ်လို့ဆလိုဗက်ကီးယားသတင်းတွေကဖော်ပြပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပိုလန်လေပိုင်နက်ကိုရုရှားကလုံးဝအသုံးမပြုရဘူးဆိုပြီးပိုလန်ဘက်ကတင်းတင်းကြပ်ကြပ်ပြောနေပါတယ်။ပိုလန်လေပိုင်နက်ကိုရုရှားကအသုံးပြုမယ်ဆိုရင်တော့ ရုရှားသမ္မတပူတင်ရဲ့လုံခြုံရေးကိုအမှမခံနိုင်ဘူးလို့ပိုလန်ဘက်ကပြောနေပါတယ်။ ICC နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ဖမ်းရန်ထုတ်ခံရသူလိုက်ပါလာတဲ့တရားရင်ကိုလွတ်လပ်တဲ့တရားဟုတ်ကတားဆီးပြီး ICC ကိုခေါ်ဆောင်သွားခွင့်ရှိတယ်လို့လွတ်လပ်တဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ICC နဲ့သဘောတူညီချက်ရှိတဲ့ပိုလန်ဆိုရကတားမြစ်မှာမဟုတ်ဘူးလို့ပိုလန်နိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံအားလုံးပေါ်ရုရှားလက်ရင်တွေပြန်တန်းခွင့်ပိတ်ပင်ထားတာလည်းရှိပါတယ်လို့ပိုလန်နိုင်ငံသားရဲ့ဝန်ကြီးကပြောပါတယ်။ ပိုလန်နိုင်ငံတရားဝန်ကြီးရဲ့အဲ့လိုပြောဆိုချက်နဲ့ပတ်သက်ပြီးပိုလန်ဟာရုရှားပေါ်ကျန်းဖက်လို့ရတဲ့ကျူးလွန်မှုလုပ်နေတာလို့ရုရှားနိုင်ငံတရားဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါတယ်။ပိုလန်နိုင်ငံတရားဝန်ကြီးကရုရှားဆန့်ကျင်သူလို့လည်းဆိုပါတယ်။ရုရှားရဲ့ကောင်းမာတဲ့ယက်တီကြဲကြောင့်ရုရှားအမေရိကန်ထိပ်သီးဆွေးနွေးပွဲဆိုင်ငံ့ထားတယ်ဆိုတဲ့နိုင်ငံတကာသတင်းတွေကိုလည်းအံ့အားသင့်မိတယ်လို့ဆိုပါတယ်။ရုရှားအနေနဲ့မူလယက်တီကြဲအတိုင်းမပြောင်းမလဲယက်တီတလို့အထူးစစ်စင်အောင်မြင်တဲ့အထိလှုပ်သွားမယ်လို့ဆာဂေးလက်ဘရော့ကဆိုပါတယ်။ဟန်ဂရီမြို့တော်ကိုပိုလန်လေပိုင်နဲ့ကနေဖြတ်သန်းသွားမယ်ဆိုရင် ်ပူတင်ရဲ့လေရင်ဘေကင်းလုံခြုံရေးကိုလုံးဝအာမခံချက်မပေးနိုင်ဘူးဆိုပြီးပူလန်ဘက်ကချိန်ချောက်ထားတာဖြစ်ပါလိမ့်။နောက်တဲ့ရင်ဘုတ်ပြောချင်ပါလိမ့်။ကျောင်းသူလေးကိုတေဆုံးတဲ့အထိဓာတ်နဲ့ထိုးခဲ့တဲ့တောင်ကိုရီးယားဆီယာမကိုတသက်တကျွန်းထောင်ထဲချမှတ်လိုက်ပါလိမ့်။သူမကလူသက်မှုကျွလွန်ချိန်မှာစိတ်ကျမ်းမာရေးကုသမှုခံယူနေတဲ့အတွက်သူမဆုံးဖြတ်ချက်တွေကဝေဝါးနေတယ်ဆိုပါလိမ့်။ တောင်ကိုရီးယားမူလနဲ့ကျောင်းဆရာမတူဟာ2025ဖေဖော်ဝါရီလက၈နှစ်ရွယ်ကျောင်းသူလေးကိုတေတဲ့ထီတာနဲ့ထိုးတဲ့အတွက်ဒေသဆိုင်ရာခရိုင်တရားဝန်ကတသက်တကျွန်းချလိုက်ပါတယ်2025ဖေဖော်ဝါရီ၁၀ရက်နေ့ကမြောင်းချန်ဝန်ဆိုတဲ့သူဟာအတန်းချိန်ပြီးနောက်စောက်တော့ပေးမယ်ဆိုပြီးကျောင်းသူလေးကိုအခန်းတစ်ခန်းကိုခေါ်သွားပြီးနောက်ဓာတ်နဲ့ထိုးခဲ့တာပါတရားသူကြီးကခရိုင်ငယ်ခံစားခဲ့ရတဲ့နာကျင်မှုနဲ့ကြောက်မှုကို၎င်းအလုံးစုံသုံးနေရာဖြစ်တဲ့အကြောင်းမှာအသက်ခံရတာကို၎င်းလေးပေးဖော်ပြပါတယ် တရားဟောင်းကပြန်လဲကျွလွန်မဲ့အန္တရာယ်မြင်မှာပဲမဲ့တရားခံကိုသိမ်းတမ်းပေးရမယ်လို့ကောက်ချက်ချဖို့ခက်ခဲပါတယ်ဆိုပါတယ်။ဒါကြောင့်သူမကိုအနှစ်30တသက်တကျုံထောင်ထဲချပါတယ်။လက်ထောင်းနဲ့ချေခံကရိယာဝတ်ဆင်မှုလည်းမိတ်ချပါတယ်။ဆော့ဘတ်စေမှုမှာရှင်းနေတဲ့ကလူသက်မှုရဲ့ရက်ဆက်ကျဉ်းမှုကိုထောက်ပြပြီးနောင်နာရတဲ့လက္ခဏာမပြလို့ဆိုပါတယ်။အနည်းဆရာမဟာအရင်ကလည်းအဲ့ဒီလိုလုပ်ဖို့ပြီးလူသက်မှုပရမီစိတ်ကျမ်းမာရေးကြောင့်6လောက်ခွင့်ပို့တောင်းဖို့ပါတယ်။ သူမနောက်ဆုံးပြောကြချက်မှာစိတ်ကျမ်းမာရေးကုသမှုခံယူစဉ်ဆုံးပြချက်တွေဝေဝါးနေခဲ့တယ်ဆိုပါလေကျူးလွန်မှုတဲ့နောက်တိုင်းအကြောင်းပြောပါလေခုခံချေပါရေးတောင်းဆိုခဲ့တဲ့စိတ်ရောဂါကယ်ဖြတ်မှုကရောင်စွမှုကျူးလွန်ခြင်းမှာသူမရဲ့စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းနေကြောင်းတည်ပြပါလေရှင်းနေတယ်ကတော့စိတ်ကျမ်းမာရေးပြဿနာဟာရောင်စွမှုနဲ့ဆက်ဆက်မှုလောဝမ်ရှိကြောင်းပြန်လည်ပြောဆိုခဲ့ပါလေနောက်ဆုံးသတင်းပုတ်ပြောခြင်းပါလေ ChatGPT ကရွေးချယ်ပေးတဲ့ကဏ္ဍကိုထိုးပါမှာအမျိုးသမီးသူဟာဒေါ်လာ3သိန်းစုပေါက်ခဲ့ပါတယ်။မျိုးသမီးသူဟာ Powerball ထိကန်ဆမ်မီဒေါ်လာ3သိန်းစုပေါက်ပါတယ်။ ChatGPT ကသူ့အတွက်ရွေးချယ်ပေးတဲ့ထိနံပါတ်နဲ့ပေါက်သွားတာပါ။သူမကတော့မရှိကန်ပြည်နယ်မှာနေထိုင်တဲ့အသက်45နှစ်အရွယ်မျိုးသမီးပါ။သူမဟာစတိမာ6နှစ်က online ပေါ်မှာ Michigan Lottery.com ကနေထိလက်မှတ်စောင်ဝယ်ပါတယ်။လူတော်များကထိကန်ဆန်တဲ့ချိန်သူတို့ကြမ်းနေတတ်တဲ့သူတို့အမှတ်ရနံပါတ်တွေ ကိုကြီးကတော့ချက်လက်နဲ့နံပါတ်တွေရွေးလို့ရှိပါတယ်။သူမကတော့ AI ကိုအောက်ကုတ်ခဲ့ပါတယ်။ ChatGPT ကို PowerBot T နံပါတ်တစုံစာတောင်းပါလိမ့်။စာကတော့ဒေါ်လာ5000ပေါ့တဲ့ထင်ပေမဲ့ဝင်ကြီးတဲ့အခါဒေါ်လာ3000ဖြစ်နေပါတယ်။ထီစုငွေတွေကိုအိမ်အတွက်ပေးချေမှဖြစ်ပြီးကျန်ငွေတွေကိုဆုထားမယ်လို့ဆိုပါတယ်။ဗာဂျီနီးယားပြည်နယ်က Career Advert ဆိုတဲ့မြို့သမီးကလည်းထီကန်ဆန်းဖို့ ChatGPT သုံးခဲ့ပြီးဒေါ်လာ3000ကျွဲစုပေါက်ဖူးပါတယ်။သူမကတော့ထီစုငွေကိုလောပရာဟိတာဖွဲ့ကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။